ခုတော့လေအရန်ဘဝမှာအဲ့ဒါတော့အရန်ပြီးပြေစုံတဲ့ကံကောင်းမှုပဲဟိုအမျိုးသားရတာလည်းကံကောင်းတယ်ရောက်မှရလည်းကံကောင်းတယ်ပေါ့နောက်သားသမီးရတာလည်းအခုချိန်ဒီကံကောင်းတယ်ပေါ့နော်သားလေးနှစ်ယောက်ကလည်းအရန်နေပါတယ်ဟိုကိုပြောရင်လည်းပြောစကားနားထောင်တဲ့ကလေးတွေမှာပါတယ်အခုလက်ရှိမှာလည်းကိုကကိုရတဲ့ရောက်မှကလည်းအုပ်လက်ပါလာပွဲမှာအာရောက်မှလည်းကိုရဲ့အမိလိုပဲအမိနဲ့မချားဆိုတော့ကိုကသူ့ကိုပြန်ပြီးတော့အခုဆိုကိုကကိုပြန်ပြီးနှလုံးသွင်းပြီးသူ့သူ့ထားတဲ့စိတ်နေစိတ်ထားတွေကိုက ပြန်ပြီးတင်နေရပါတော့ ကိုချင်းမရလိုက်လဲကိုအမေတယောက်လိုဟိုရခမတယောက်လိုမဟုတ်ဘဲနဲ့ကိုအမေတယောက်လိုဘလို့အပြေဝပေါ့နော်အဓိကတော့ရခမအောင်လို့မူနိုင်နေရပေါ့ကိုမှအဲ့လိုလေရခမမို့လို့ဟိုစိုးရင်ရတာအဲ့လိုမျိုးထိန်းချုံရတယ်ကိုမှဘာမှမရှိဘူးအဲ့လိုမျိုးလေဟိုကိုရဲ့ဟိုဒီအမေတယောက်လိုပဲအဓိကတော့နှစ်ယောက်လုံးလိုတာပေါ့နော်ဟုတ်ချိမလေးကလည်းလိမ်မှာဖို့လို့လေ။ဒီရောက်ခမလည်းကောင်းဖို့လို့လေ။အဓိကတယောက်တည်းကောင်းနေလို့မရအောင်နှစ်ဦးနဲ့ဖပေါ့။ကိုဆိုလဲကို့ရောက်ခမကိုလည်းကို့အမေတယောက်လို့ပြောသဘောထားတယ်။ကို့ရောက်ခမလည်းကို့ကိုတမီးတယောက်လို့သဘောထား။အပြည့်အမှန်မြစ်တာပေါ့ ်မင်္ဂလာပါရှင်အဲဒီနေ့ပွင့်လေးကဒီ Harry Bubbly ရဲ့ဆယ်နှစ်ပြည့်ပွင့်လေးပေါ့နော်မခင်ကဒီ Harry Bubbly မှာဟိုးအရင်ဒီအမမဆုနဲ့မခင်ခင်နဲ့ကကိုကဟိုဘယ်လိုခေါမလဲ Riot customer လို့ဖြစ်လာပေါ့2015လေးကကိုဒီဆိုင်မှာမဆုစားခွင့်မီတိတ်မကြတဲ့ကလုတ်ဖြစ်တာပေါ့နော်နောက်ဒီဆိုင်ရဲ့ဟိုဆေးတွေ quality ကိုလည်းကြိုက်တယ်မှာကို့စပင်းဆိုတောက်လျှောက်လုံလာအောင်ပြည့်စီအဲ့လိုမျိုးဆိုနောက်နောက်ပိုင်းမဆုနဲ့လည်းအရန်ခင်တော့ကိုညီမတွေလို့ဖြစ်နေတော့ပွဲလေးလာရောက်တက်ပြီးအပိတ်ပြည်တာ အများဆုံးကစပင်းညက်ဖြစ်တယ်။နောက်စပင်းနေဆိုးဖြစ်တယ်။အမဆပင်းဆိုအမ highlight အရင်ကြိုက်တော့အဲ့လိုချွတ်ဆေးတွေအများကြီးသုံးပြီးဆိုးတာခဏခဏပဲ။ဒါပေမဲ့စပင်းကအဲ့လိုမပြတ်စည်းသွားဘူး။အဓိကအဲ့ဒီဒီ hair growth ရဲ့သုံးတဲ့ဆေးတွေအရင်သဘောကျတယ်။ကောင်းလားမကောင်းလား၁၀နှစ်တောင်မှရည်ရွယ်နေရဆိုတော့ quality ကိုလည်းလေးပြုံးပြလိုက်ပါဦး။ quality ကတော့အရင်ကောင်းပဲအကြိုက်ဆုံးပဲ။ဒါအမှန်တိုင်းပြောရင်လေဒီကိုဒီမြန်မာနိုင်ငံမှာဆိုတာအကြိုက်ဆုံး နော်အအောင်မြင်ဆုံး hair salon ပေါ့နော်ဟုတ်ကဲ့ပြီးတော့အရင်ရေးပါတယ်လူတယောက်ကတခါလေးအခုဒီပွဲတက်တယ်လို့ပဲပေါ့ဟို makeup လိမ့်ထားပြီးသပင်ကဟိုမဖြစ်နေဟိုအဆင်မပြေနေတော့လူကမပြည့်စုံဘူးလေဒါသပင်ရဲ့ hair sign ဆိုတာလေအရင်ရေးကြည့်ရလူတယောက်မှာလေအော်ဒါတော့တက်တက်မြောက်တာဖြစ်တာအေးအဲမုတ်ကြီးရတော့ပဲကြည့်ရအောင်။ဟုတ်မျိုးလေးတွေကိုကျမရေးထည့်နေမှုတွေရှိတယ်။ အဲအဓိကတော့လေးချင်ကတော့အမှန်တိုင်းပြောရင်ဒီအရန်ဟိုအရန်လှုပ်ဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ပုံမှန်လေးတော့အစားရှောင်ပြစ်တာရှိတယ်အဲနောက်ပြီးတော့အင်းရောကအိတ်တာဆိုအဲ့လိုမျိုးလေးပေါ့နောက် skin care လေးပုံမှန်လှုပ်ဖြစ်တယ်နောက် asset တွေမှာဆိုအဲ့လိုမျက်နှာပေါင်းတင်တာလို့ treatment လေးတွေလှုပ်ဖြစ်တယ်ပေါ့နော်ကားတွေကလည်းစီးကျန်းတာပါအဲအဲ့လိုလည်းပါတယ်ချင်းလေဟုတ်တယ်အဲ့လိုအမျိုးသားနဲ့အဲကလေးတွေကလည်းကလေးအကြောင်းလည်းစိတ်ညစ်စရာမရှိဘူးအမျိုးသားအကြောင်းလည်းစိတ်ညစ်စရာမရှိတော့အဲ့လိုလည်းပါမယ် ်အဲအဲ့ဒါလည်းပါမယ်တဲ့တော်တော်အားတောင်ချင်တယ်အဲဒီလိုပါပဲတခြားအဲ့လိုချစ်နေတဲ့အိမ်တော်ကြီးတွေလိုပါပဲဟုတ်ဟုတ်များသောကြိစ္စတိုင်းကတော့နှစ်နှစ်ယောက်တိုင်ပြီးတော့လုပ်ဖြစ်တာများတယ်ဟိုသားသမီးရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ် ဟိုဘာရေးပဲလုတ်လုတ်ပေါ့နော်နှစ်ယောက်တိုင်နေပြီးနှစ်ယောက်အဲ့လိုအဆင်ပြေတဲ့ဟာဆိုလုတ်တယ်အဆင်မပြေတဲ့ဟာဆိုမလုတ်ဘူးပေါ့အဲတောင်းနှစ်ယောက်ကတော့အရင်အဲ့လိုတော်ဝင်လူတာတော့မရှိဘူးတော်လည်းနှစ်ယောက်ကိုလည်းအဲ့လိုမြင့်မြတ်တက်တာချစ်တယ်အဖေရောမေရောလေအဲ့လိုမျိုးဆိုတော့အရင်အဲ့လိုမျိုးတော့မရှိဘူးဟုတ်အဲ့ဒီနေ့ကဘုကတိုင်းပါအဲအဲ့လိုမျိုးတော့မရှိဘူးဘုကတာနှစ်ယောက်လုံးတော့မြင်မြတ်တတ်တာပဲတားနှစ်ယောက်ဆိုတော့တယောက်တယောက်စီကတ်တယ်ဟုတ်လားအတားနှစ်ယောက်စလုံးကဟုတ်တယ်ဘူးကအားဖြစ်စေကြည်လာအားနှစ်ယောက်လုံးပဲတယောက်တစ်မျိုးစီတော့မတူဘူးကွာတားအချီးလေးရကြတော့လေ ဲ့လိုဟိုလိုတော်တော်လတ်လတ်လေးနဲ့အဲ့လိုတစ်မျိုးပေါ့အဲအငယ်လေးကြတော့လည်းအဲ့လိုနည်းနည်းဟိုဘယ်ပြောမလဲဟိုငင်ငင်လေးနဲ့တစ်မျိုးလေးပေါ့တားနှစ်ယောက်က type လည်းမတူဘူး character လည်းမတူဘူးအကြိုက်လည်းမတူဘူးရုပ်လည်းမစင်ဆိုမြတ်တော်တော်ပို့ပြီးတော့တိုက်တယ်အဲတားအကြီးလေးကတော့ပို့တူတယ်ရုပ်လည်းနည်းနည်းပို့စင်တယ်ပြောကြတယ်ဟုတ်မျိုးသားတော့အမျိုးသားတော့ဟိုအကုန် support လုပ်ပေးပါတယ်။ဘာပဲဖြစ်ချင်းဖြစ်ချင်းပေါ့လေ ဟိုဖြစ်ချင်တဲ့ဟာကိုစပုတ်လုပ်ပေးပါအဲမရှိတော့ပါအရင်ကြောက်ရောဟုတ်ပြီဒါတားနှစ်ယောက်ရှိထွေးမနှစ်ယောက်ရမယ်လीတမီးနှစ်ယောက်ပဲလीဒါ ့လိုမျိုးဆိုတော့ခုလိုမျိုးဆိုရင်အချိန်ခံရလို့ okay ဒါတော့အခုလေးရောင်ရောက်ခဲ့ပါသေးတယ်ဒါကိုယ်ကချူမရရပါမယ်ဆိုလို့ချက်ကိုမျိုးလေးရေးချင်တယ်อืมกูอ่ะอะคือလက်ရှိမှာလဲกูอ่ะကိုရတဲ့ရောက်ခမလဲအခုလည်းပါလာပြွဲမှာအာရောက်ခမလဲကိုရဲ့အမိလိုပဲအမိနဲ့မချားဆိုတော့ကိုကသူ့ကို ပြန်ပြီးတော့အခုဆိုကိုယ့်ကိုပြန်ပြီးနှလုံးသွင်းပြီးသူ့သူ့ထားတဲ့စိတ်နေစိတ်ထားလို့ကိုကပြန်ပြီးတင်နေရပါတော့ကိုချင်းမရလိုက်လဲကိုအမိတယောက်လိုဟိုရောက်ခမတယောက်လိုမဟုတ်ဘဲနဲ့ကိုအမိတယောက်လိုဘယ်လိုအပြေဝပါတော့ အဓိကတော့ရခမအောင်လည်းမူနိုင်မရဘူးကျွေးမရီမကြောက်ရတဲ့ရောက်မှလည်းဖြစ်ချင်တာဟုတ်တယ်ဟုတ်တယ်အဲ့လိုတငယ်ချင်းပေါင်းပေါ့အဲ့လိုမျိုးဟိုဘာလေးဆိုလဲတခုဆိုတနေမင်းမင်းတော်တော်လာလေးပေါ့အခုလက်ရှိလဲအင်းရောက်မှနေရတဲ့အဲ့တိုင်းပဲအဲ့တော့ရောက်မှရဲ့သမီးလုပ်နေရတဲ့ကလန်းချက်လေးကိုပြောပါအောင်ကျွေးမမှုပဲနေလားဆိုသမီးဖြစ်နေတယ်နော်ဟုတ်တယ်အရန်ပိုလေးခုမှအဲ့လိုလေးရောက်မှမလို့စိုးရင်ရတာအဲ့လိုမျိုးထိန်းချုံရတယ်ခုမှဘာမှမရှိဘူးအဲ့လိုမျိုးလေးဟိုကိုယ့်ရဲ့ဟိုဒီအမေတယောက်လိုပဲ ဲ့လိုမျိုးအဲ့တော့လေဟာမတူရေပုံမှန်ပဲဟာအဲ့တော့သူတို့တွေတိတ်တဲ့ညောင်းစိုးတွေ့တယ်အဓိကတော့နှစ်ယောက်လုံးလိုတာပေါ့နော်။ဟိုချင်းမလေးကလည်းလိန်မာဖို့လိုတယ်။ငယ်ရောက်ခမလည်းကောင်းဖို့လိုတယ်။အဓိကတယောက်တည်းကောင်းနေလို့မရအောင်နှစ်ဦးနဲ့ဖို့ပေါ့။ကိုဆိုလဲကို့ရောက်ခမကိုလည်းကို့အမေတယောက်လိုသဘောထားတယ်။ကိုရောက်ခမလည်းကို့သမီးတယောက်လိုသဘောထားအပြန်မှန်မြစ်တာပေါ့။ဟုတ်။ဟုတ်။ဘာလို့ဒီကံကောင်းနေလို့ခံယူထားတဲ့အမေသမီးချင်းမအောင်။အာကို့ကိုတော့လေ အရန်ဘွားမှာအဲ့ဒါတော့အရန်ပြီးပြေဆုံးတဲ့ကံကောင်းမှုပဲဟိုအမျိုးသားရတာလည်းကံကောင်းတယ်ရဟမရလည်းကံကောင်းတယ်ပေါ့နောက်သားသမီးရတာလည်းအခုချိန်ထိကံကောင်းတယ်ပေါ့နော်သားလေးနှစ်ယောက်ကလည်းအရန်နေပါတယ်ဟိုကိုပြောရင်လည်းပြောစကားနားထောင်တဲ့ကလေးတွေလည်းမပါဘူး ့ရဲ့အလားတွေကမမျောဘူးလားအဲ့လိုမျိုးလူကြီးတွေလည်းပြန်မလုပ်တော့ဘူးဆိုတော့ဒီတစ်ခါလေးလက်သတိရမိတာတော့ရှိတာပေါ့နော်ဒါမဲ့လည်းဟိုအခုလက်ရှိဘဝနဲ့ကိုပျော်နေလက်ရှိဘဝမှာလည်းဒီအိမ်အောင်တဲ့ဘဝမှာဒီအလုံးလုံးတဲ့ဘဝမှာလည်းကိုပျော်နေရဆိုတော့ခြေနဲ့ပါတယ်နှစ်ခုလုံးတော့ရှိရရှိရသူကအရင်အပေးတယ်ရှောင်းရင်တော့လေမမလုပ်မမ popular ဖြစ်တာလည်းကောင်းတယ်လေသူကအမြဲတမ်းပြောတယ်သူတို့ကြိုက်တယ်သူတို့အပေးမယ်သူအမြဲတမ်းလို့ပြောတယ် အားဖြစ်နေရအဲ့လိုအားပေးတယ်မျိုးသားတော့ဟိုအရန်အားပေးတယ်လည်းမဟုတ်ဘူးအားမပေးတာလည်းမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိရဆိုရှိတဲ့ဟာကိုတော့လုတ်ခွင့်ပေးတယ်အဲ့လိုမျိုးမြို့ပြန်နဲ့ပတ်သက်ပြီး तू ကအဲ့လိုထိန်းချုပ်ထားတာတားထားတော့မရှိဘူးပေါ့နော်လက်ရှိမှာတော့အဲ့လိုကိုကိုယ်တိုင်ကလည်း ဟိုဒီဒီကလေးတွေငယ်တဲ့အချိန်မှာလည်းကိုကအချိန်ပြည့်ဟိုကပေးခြင်းလေကလေးလေးတွေဆိုတာကိုငယ်တဲ့အချိန်မှာပဲကိုနဲ့အတူတကွာသူတို့အနီးကပ်ဆုံးမတဲ့ဟာလေးတွေရှိတယ်ဟိုကလေးတွေကအသက်အရွယ်တစ်ခုရောက်လာရင်သူတို့တွားပြီးဆုံးမလို့မရတော့ဘူးဆိုတော့ဒီအချိန်မှာလည်းကိုကအနီးကပ်နေခြင်းလို့ကိုကကိုလည်းအဲ့လိုနားလိုက်တာပါပါတယ်ဟုတ်ပါဘူးပေးခြင်းရှိတာမှာလေအခုလောလောဆယ်တော့ကလေးတွေလည်းနည်းနည်းငယ်အကြီးလေးကလည်း၈နှစ်ပဲရှိသေးတယ်ဆိုတော့နည်းနည်းလေးတော့နောက်တစ်နှစ်နှစ်ပေါ့တော့တစ်နှစ်နှစ်ပြီးတော့မှကို့အချိန်နေပေးလိုက်လည်းကို့လုပ်ဖြစ်မယ် ချီနီမပေးလို့ရှိရင်လည်းကိုဒီရှိတဲ့လမ်းကြောင်းမှာပဲဆက်သွားမယ်ပေါ့နော်တရုတ်ဆောင်နေမှာလည်းအရင်တော့ကမ်းလိုက်ခဲ့တာရှိတယ်ကိုခန့်လို့ဆိုဒီမင်းသမီး၃လက်သူတို့ပထမဆုံးမင်းသမီးတင်တဲ့အချိန်မှာဆိုလေကိုအဲ့လိုကမ်းလိုက်ခဲ့ပူတာရှိတယ်အဲ့တော့ကလည်းကိုကိုလည်းကဒီတရုတ်ဆောင်တော့ကမှကိုကိုကိုလည်းယုံကြည်ချက်မရှိသေးလို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးဟိုအဲ့လိုညင်းခဲ့ရတယ်ရှိတယ်ဟုတ်ခုတော့ဒါဒီလိုကဲလက်မှုရှိလာပြီးလက်ခံဖြစ်လာမှာဘယ်လိုစဉ်းစားထားလဲအဲအဲ့ဒါတော့နောက်တနေ့နှစ်နှစ်ပေါ့နော်စောင့်ကြည့်ကြရမှာပေါ့ ော့ဥပမာဒါဒီနေ့ပွဲလေးအတွက်လေးဒါဟိုမျိုးစကားလေးကစကားလေးတော့ပြောပြပါဦးဟုတ်ကဲ့ဟုတ် Harry Republic ကြီးဒီ Senibi ကနေစပြီးတော့အများကြီးအများကြီးအောင်မြင်ပြီးတော့ဆိုင်ပွဲပေါင်းအများကြီးဖွင့်နိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးလိုက်ပါရှင်ဟုတ်ကဲ့ပါဒီမှာတမားရဲ့အကူအညီစပါ